ားလုံးပဲမင်္ဂလာပါပြောရမှာတော့အားနာတာပေါ့လေနော်မပြောဘဲဒီတိုင်းထားထားမလားလို့ဒါမဲ့ရင်ထဲမှာတော်တော်လေးခံစားတော့ပေါ့လေနော်လွန်ခဲ့တဲ့၃၄ရက်၃ကပေါ့လေနော်မိတီနာပီတုဆေးရုံကြီးနာမှာပေါ့လေနော်လူနာသွားကြည့်နေပေါ့လေနော်ကျွန်တော်အိမ်ကဆိုင်ကပါရွားတာပေါ့လေနော်အဲ့ဒီနေ့တုန်းကမှာပဲလို့နော်နေ့ခင်းတောင်တောင်ကြီးထဲမှာပဲပေါ့လေနော်ခဏလေးအတွင်းမှာကျွန်တော်အိမ်ကဆိုင်ကပဲမဟုတ်ဘူးနော်ဆိုင်ကခုနှစ်စီးတောင်မိနစ်ပိုင်းအတွင်းမှာနေ့ခင်းတောင်တောင်ခုနှစ်စီးလောက်တောင်မှာခိုးอยู่တော့ဆိုတော့ပေါ့လေနော်တကယ်တော်တော်လေး စိတ်ထဲမှာမကောင်းပါဘူးเนาะကျွန်တော်တို့ပဲမဟုတ်ပေါ့လေเนาะဒီလိုဖြစ်သွားတဲ့ဆိုင်ကယ်အဲ90တောင်ပါသွားတဲ့သူတွေဆိုရင်လည်းဘယ်လောက်တိခံစားမယ်ဆိုတာတကယ်ကိုချင်းလဲစာပါတယ်เนาะအခုချိန်ကာလပေါက်ဈေးနဲ့ဆိုရင်ပေါ့လေเนาะဆိုင်ကယ်တစည်းဆိုရင်အခုဒီနယ်ဘက်မှာဆိုရင်ပေါ့လေเนาะ125တစည်းဆိုရင်သိန်း40ကျော်လောက်ရှိတာပေါ့လေเนาะဒါတောင်တိုင်းစင်ဘိတ်မဟုတ်တဲ့ဟာတွေဒီလိုပျောက်သွားဆိုတော့ဒီလိုမကြာခဏပဲဆိုင်ကယ်တွေပဲပျောက်တာမဟုတ်နေရာဒေတာအတိုင်းမှာပေါ့လေเนาะပစ္စည်းဆိုရင်တစ်ခုခုဟိုဟာပျောက်လိုက်ဒီဟာပျောက်လိုက်နဲ့ လူရမှုတွေရောတအားများလာတာဗောလေနော်ဒုစရိုက်တမားတွေလည်းအရန်ပေါ်များလာတာဒီလိုဖြစ်စင်နေဆိုရင်ဗောလေနော်ခုမြင်းချီနာမဆိုရင်မကဗောလေနော်ခုကျွန်တော်တို့ပောက်ဝန်းကျင်มาတယ်ဆိုရင်လည်းဗောလေနော်နေရာတကာခဏခဏပျောက်တာနော်ဒေတော်တဲမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဆိုရင်ပစ္စည်းဆိုရင်ဘယ်ဟာမှကိုလူတောက်နေနေတာမှာဗောလေနော်ခုဆိုရင်အချင်းချင်းဆိုရင်တော်တော်လေးကြောက်စရာလူတွေအရန်ပေါ်လာတာဗောလေနော်အုပ်စုလိုက်ဗောလေနော်ဒီလိုလူတွေနေရာတကာမှာအရန်များလာတာနော် မိုးရဆေးွားဆိုရင်လည်းပေါ့နော်ရောင်းတဲ့နေရာဆိုရင်မြို့ထဲမှာဆိုရင်လည်းတောထဲမှာဆိုရင်လည်းလူနေထူထပ်တဲ့နေရာမှာဆိုရင်လည်းဒီလိုပေါ်တင်ကြီးလို့ပေါ့နော်အဲ့လိုရောင်းတဲ့သူတွေအားပေါ်လာတာဒီလိုဆေးသမားတွေဒိန်းစားဖော်မားတွေပေါ်များလာတာကြောင့်ခုဆိုရင်မကောင်းတဲ့ဒုစရိုက်သမားတွေလည်းအများများလာတာနေရာဒေသတိုင်းမှာဆိုရင်လုံခြုံစိတ်ချမှုတောင်မှသိမ့်မရှိလာတာပေါ့လေနော်လုံခဲ့တဲ့10နှစ်တုန်းကဆိုရင်ပေါ့လေနော်ဘယ်နေရာပဲမဆိုသွားလာရင်သူကလည်းသူအဆင်ပြေတယ် အခင်းလေတော့ဘသူပဲလှုပ်ရှားလှုပ်ရှားပါလေနော်တောင်ငါလေတော့မှဆိုနေတဲတယ်ဆိုနေဒီတိုင်းထားထားပြီးမှပစ္စည်းတွေဆိုနေပျောက်လေးမရှိအခုဆိုရင်တော့ထဲမှာဆိုနေအသေးရွက်ဆိုနေအသေးရွက်ခိုးတယ်ဘာဆိုနေဘာအကုန်ခိုးတာအခုဆိုရင်ဘယ်သွားရင်လဲဆိုင်ကယ်တွေပါတယ်စီးသွားရင်လဲလမ်းဘေးမှာခဏအထရဲဥပမာပေါ့လေနော်ရှူးပေါက်မယ်ဆိုရင်တော့မှပေါ့လေနော်ခတ်တဲ့အဆင့်ထိတော့မှဖြစ်လာတာပေါ့ဒီလိုဘာကြောင့်ဒီလိုဖြစ်လာတာလဲဆိုရင်အခုနိုင်ငံရေးမကောင်းတာတွေလဲပါတာတော့ဟုတ်ပြီမဲ့ပေါ့လေနော်အခုဆိုရင် ငွေစေဝါရောင်းစားတဲ့သူတွေတော်တော်လေးများလာတာကြောင့်မဟုတ်လို့ပေါ့လေနော်အေးယူတာချင်းယော့နေတာမြင်ရတာပေါ့လေနော်နေရာဒေတာတိုင်းမှာပေါ့လေနော်ဒီလိုလှုပ်ရှားကင်စားတဲ့သူတွေပေါ်များလာတာကြောင့်မဟုတ်ပါနော်တကယ်အခုဆိုရင်ပေါ့နော်လူငယ်တွေရဲ့အနာဂတ်ဆိုတာပေါ့နော်လူငယ်တွေဆိုနေပေါ့နော်ဒီလိုတုံးဆဲတဲ့သူတွေအများများလာတာကြောင့်မဟုတ်ဒီမွေးစေဝါရောင်းစားတဲ့နေရာမှာဆိုရင်တတ်နိုင်တဲ့လောက်တော့လူကြီးမိပါတွေအားလုံးကိုလည်းတတ်နိုင်တဲ့လောက်တော့ပေါ့လေနော်အေးယူခိုင်းစေချင်ပါတယ်နော်ဒီတိုင်းပဲလက်ပိုက်ကြည့်ထားတော့မလားလို့ ခါကြရင်လည်းမင်းချင်းဆရာတွေလည်းဖြစ်လာတာပေါ့လေနော်ကျွန်တော်တို့တိုင်းပြည်သားရာလပဖို့ဆိုတာပေါ့လေနော်လူငယ်တွေနဲ့ရောအများကြီးဆိုင်တယ်ဒါမဲ့အခုလက်ရှိလူကြီးတွေနဲ့ဆိုရင်တော့အခုအရေးယူတင်တာတွေအရေးယူတယ်ဆိုရင်တော်တော်လေးကျွန်တော်တို့မြို့နေရာဒိတ်တာအတိုင်းမှာပေါ့လေမြို့ကြီးပြကြီးကျွန်တော်တို့မြန်မာတနင်္ဂနွေလုံးဆိုရင်တော်တော်လေးအေးချမ်းပျော်ရွှင်လာဖို့ဆိုတာဒီမွေးစည်းဝါဆိုရင်လည်းတော်တော်လေးအရေးပါတာပေါ့လေတော့ဒီဟာလည်းတော်တော်လေးနိုင်နှင်းဖို့တော့အင်မတန်မှအရေးကြီးတယ်လို့ကျွန်တော်အမြင်လည်းမဟုတ်ပါလေအားလုံးရဲ့အမြင်မှာဒီတိုင်းပဲထင်ကြမှာနော် ီလိုစိတ်ဆင်းရဲပြီးမိဘတွေစိတ်ဆင်းရဲတော့ကားရောက်နေတဲ့ဟာတွေဒီမွေးရေးဆေးဝါးကျေးကျွန်းကြောင့်ဖြစ်နေတဲ့အရာတွေလဲအများကြီးပါနော်ဒါဒါတွေဆိုရင်တကယ်စိတ်ထဲမှာလည်းမကောင်းအခုဆိုရင်ဘယ်နေရာမှာကိုမလုံခြုံတော့ဘူးဒီမွေးရေးဆေးဝါးတုံးဆွဲတဲ့သူတွေများတော့အဖြစ်ဆိုရင်ပေါ့နော်ဒီလူတွေဆိုရင်တော့ပေါ့နော်ဟုတ်ခက်လို့ပြောတာလည်းမဟုတ်ပါဘူးနော်ညာတော့ဖြစ်ဒီလူတွေဆိုရင်တော့ကလည်းညတကောင်ဆိုရင်လည်းပေါ့နော်ဘယ်နေရာတော့ထားဘာမှသူတို့ကိုအန်တီရဲ့ ဒုက္ခပြီးတဲ့သူမရှိဘူးနော်များတော့အဖြစ်မရှိဘူးဒီလူကောင်းသားသမီးတွေမိကောင်းဖခင်သားသမီးတွေပေါ့လေနော်များတော့အဖြစ်စေဘယ်မှာပဲတော်တော်ညဆိုရင်၈နိုင်၉နိုင်ကျော်ရင်ဆိုမယ်နေရာမှသွားကြည့်ကိုမရိုက်ခိုင်ရမလားကိုမဖမ်းခိုင်ရမလားဆိုရင်ထိတ်လန့်နေရတာဒီငွေစေဝါတုံးဆဲတဲ့သူတွေဆိုရင်ဘယ်နေရာပြည့် free ပဲဟိုကျွန်တော်တို့လေရောပတ်မှာဆိုရင်လည်းအဲ့လိုပဲလေထဲမှာဆိုသူတို့ဆိုညတကောင်လဲ၆ဆောက်သွားနော်တော့တော့ရတော့ရတဲ့တာမှာပဲဖြစ်ဖြစ်နော်ဘယ်ဖွဲ့စည်းပဲရှိတဲ့ညာတွေဆိုရင် ဒီလူတွေရှိတဲ့နေလူတွေဆိုဟာမလို့ဒီတိုင်းမဲကြည်ထားကြတာလို့ဒီတိုင်းမဲကြည်ထားကြတာလူကောင်းတွေများသွားရှိဘယ်နှားမှသွားလို့မရဘူးလုံချုံစိတ်ချမမရှိဘူးခါတလေကြရင်တော့ဒီလူတုံးဆွဲတဲ့သူတွေကိုဆိုရင်အေးယူပြီးမှသူတို့ကိုဆိုရင်မှန်တိုင်းဆိုရင်သူတို့ဖမ်းရှင်းလာသူတို့တော့ပုံမှဖမ်းရမှာဒီတိုင်းမဲလွတ်ထားတာအိမ်နီးနာချင်းပေါက်ဝန်းကျင်ဟိုးရက်ကွက်ယွာမှာဆိုရင်ဒီတိုင်းမဲလုံချုံစိတ်ချမမရှိအိမ်ဆုံးနဲ့ဒီတိုင်းခါသာလို့ခဏဆိုရင်လည်းပျောက်ဟွာဆိုရင်လည်းပျောက် ီတိုင်းအရန်များလာတာကြောင့်မလို့ကျွန်တော်တို့မြန်မာပြည်အချမ်းပျော်ရှင်ဖို့ဆိုတာပေါ့လေနော်အခုဒီမွန်ရီစေဝါနဲ့သက်ဆိုင်တာရောအားလုံးဝိုင်းဝန်းပါဝင်တိုက်ဖြတ်ဖို့နှိုးဆော်ဖို့လဲအရန်အင်မတန်မှအရေးကြီးပါတယ်နော်မြို့တွေဆိုရင်လည်းအကုန်လုံးအရင်တော့ဆိုမြို့တစ်မြို့လောက်မှမှဒီလိုဟောဟောဘင်းရှူတဲ့လူဆိုအယောက်20 30အခုဆိုရင်ရက်ကွက်တိုင်းမှာရှိယောက်ျားလေးတွေများတော့အဖြစ်ဒီလိုမယောက်ျားလေးတွေမကပါဘူးနော်မိန်းကလေးတွေပါဒီလိုတုံးဆွဲလာတဲ့လူဆိုလူအယောက်100မှာဆိုရင်80လောက်ဒီလိုတုံးဆွဲသွားတဲ့လူတွေ အရန်များလာတယ်နော်လူမျိုးပေါင်းစုံဘာသာပေါင်းစုံမဲ့နောက်ခုဒီလိုဝန်ကြီးစေဝါကျေးကျွန်တွေအရန်ပေါ်များလာတာဒီဟာတွေရောင်းတဲ့နေရာအလွယ်တကူရောင်းတဲ့နေရာတွေပေါ်များလာတာကြောင့်နိုင်နှင်းတဲ့မှုလည်းအားနည်းလာတာကြောင့်ဒီလိုကျွန်တော်တို့လူငယ်အနာဂတ်တွေပေါ့နော်အရန်စိတ်ထဲမှာတကယ်ရင်နာဖို့ကောင်းပါတယ်နော်ဒီလောက်ရှာစားဖွေစားရခစ်ကြီးထဲမှာဒီဟာမျိုးတွေကြတော့ဖြစ်နိုင်မယ်ဆိုရင်ဒီသမင်းတနက်စားရဖို့ရေးတောင်အရန်ခတ်တဲ့အချိန်မှာဒါမျိုးတော့ ရောင်းတဲ့သူလည်းမရောင်းကြပါနဲ့လို့မေတ္တာရက်ခံပါနဲ့။အဲ့တော့အလုံးရှာစားရက်ခံသူများသားသမီးတွေပြက်စီးမှသမင်းစားဝင်တဲ့ဟာတွေဆိုရင်စဉ်းစားကြည့်ပါနော်ကိုယ့်ရဲ့သားသမီးတွေဟိုးအောင်ဘွားနောက်ဆက်တွဲဆိုရင်လည်းထိပါလာနိုင်တယ်ကြောက်မလို့ဖရားတရားနဲ့ပေါ့လေနော်တတ်နိုင်ဆုံးတော့ဒါမျိုးတော့မရောင်းစားကြပါနဲ့လို့မေတ္တာရက်ခံပါတယ်နော်လူကြီးလူကောင်းအခုအလုံးအကြီးအကဲတွေအလုံးလည်းပေါ့လေနော်ဒီငွေစေပါရောင်းစားတဲ့သူတွေကိုဆိုရင်များတော့အဖြစ်ပေါ့လေနော်မြို့တိုင်းမှာလည်းအလုံးမြင်ပါပါနော်နေရာမြို့တိုင်းအလုံးမြင်တယ်မပြောချင်လို့ဒီတိုင်းကြည့်ထားတဲ့နေရာတွေပါ အားလုံးလည်းအတိကျမှာပါနော်ဒီဟာတွေကိုသတ်နိုင်တယ်လို့အရေးယူဆောင်ရွက်ပေးကြပါလို့မေတ္တာရက်ခံပါတယ်နော်အခုဆိုင်ကယ်ပျောက်သွားတာဆိုရင်လည်းတကယ်စိတ်ထဲမကောင်းပါဘူးနော်ကျွန်တော်တို့ပဲမဟုတ်ပါဘူးနော်ဒီလိုပျောက်နေတဲ့ဟာတွေအရန်များတာတော့ကြောက်မလို့ပါလို့သတ်နိုင်ဆုံးဝိုင်းဝန်းကုညီဆောင်ရွက်ပေးကြပါလို့နော်ဒီလိုရောင်းစားတဲ့နေရာမှာတွေသတ်နိုင်ဆုံးအရေးယူပေးကြပါလို့မေတ္တာရက်ခံပါတယ်နော်အားလုံးစိတ်ကြမ်းမချင်းကိုကြမ်းမချင်းနဲ့ပြည့်စုံနိုင်ကြပါစေမြန်မာပြည်ကအမြန်ဆုံးအေးချမ်းပျော်ရွှင်လာပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်နော်